န်ဖီကိုပြိုင်ဘက်အဖြစ်ပြန်လာမယ့်အပေါ်မှာခံစားချက်ကို ပြပြလာတဲ့အာနိုထရက်အလက်ဇန်ဒါအာနိုကတော့အသင်းဟောင်းလီဗာပူးအသင်းရဲ့အင်ဂွင်းအန်ဖီကိုပြိုင်ဘက်အဖြစ်နဲ့ပြန်လည်လာရောက်ပြီးတော့ရှင်ပြိုင်ရမယ့်အပေါ်မှာခံစားချက်ကိုပြပြလာပါတယ် ရီယယ်မက်ဒရစ်အသင်းကချန်ပီယံလိပွဲစဉ်အဖြစ်အင်္ဂါနေ့ညမှာလီဗာပူးအသင်းနဲ့ရင်ဆိုင်ကစားမှာဖြစ်ပါတယ်။ဒါဟာအာနိုအထွက်ကတော့လီဗာပူးအသင်းကနေထွက်ခွာလာပြီးရဲ့နောက်ပိုင်းသူ့ရဲ့အသင်းဟောင်းနဲ့ပထမဆုံးအကြိမ်ရင်ဆိုင်ရမယ့်ပွဲလေးဖြစ်ပါတယ်။အာနိုကလီဗာပူးအကယ်ဒမီထွက်ကစားသမားတဦးဖြစ်တဲ့အပြင်အသင်းအတွက်ပွဲပေါင်း350ကျော်ကစားပေးခဲ့သူဖြစ်ပြီးတော့ပရီးမီးယားလိဖလားနှစ်ကြိမ်နဲ့ချန်ပီယံလိဖလားတစ်ကြိမ်ရရှိအောင်ကူညီပေးခဲ့တဲ့သူဖြစ်ပါတယ်။အဲဒီအတွက်အာနိုက လေဘာဘူပရိသတ်ရဲ့အချက်တော်ဖြစ်ခဲ့ပါတယ်။ဒါပေမဲ့လည်းအသင်းနဲ့စာချုပ်သက်တမ်းကုန်တဲ့အချိန်မှာရီယယ်မက်ဒရစ်အသင်းစီကိုပြောင်းရွှေ့သွားခဲ့တာကလေဘာဘူပရိသတ်ကြီးထဲမှာဝေဖန်စရာ ဖြစ်ခဲ့ပါတယ်။ အခုတော့အာနိုးက NV ကိုပြန်ဘက်ကစားသမားအဖြစ်နဲ့ပြန်လာတော့မှဖြတ်တာကြောင့်ပရိသတ်တရားသူ့အပေါ်ဘလို့ဆက်ဆံမလဲဆိုတာဘယ်သူမှမသိရသေးပါဘူးအာနိုးကတော့သူ့အနေနဲ့ဒီပွဲအတွက်ဘလို့ခံစားနေရမလဲဆိုတာကိုပွဲမတိုင်ခင်မှာအခုလိုပဲပြောပြသွားခဲ့ပါတယ်ချန်ပလီမဲခွဲရုံကလေးကလူတိုင်းသိခဲ့ပါတယ် ဒီပွဲစဉ်ထွက်ပေါ်လာဖို့ကန်ဇမာကဖန်တီးထားတာပါလီဗာပူးကထိတ်တန့်အသင်းတသင်းဖြစ်လို့တစ်ချိန်ချင်းတနေရမှာဒီလိုမျိုးပြန်ဆောင်ရမယ်ဆိုတာကျွန်တော်သိခဲ့ပါတယ်ဒါပေမဲ့ဒီလောက်မြန်မြန်ဖြစ်လာလိမ့်မယ်လို့တော့မထင်ခဲ့ပါဘူးမဲခွဲပြီးတဲ့အချိန်ကလေးကရောဘတ်ဆန်နဲ့ဆာလန့်စတိုးစီကမက်ဆေ့ချ်တွေရခဲ့ပါတယ် လူတိုင်းကဒီလိုမျိုးဖြစ်လာမယ်ဆိုတာသိနေကြလို့ရှိနေကြတာပါအဲ့ဒီအတွက်ကျွန်တော်မှခံစားချက်မျိုးစုံဖြစ်နေပါတယ်ဒါဟာအရန်ကိုခက်ခဲမဲ့ပွဲတွေဖြစ်ပေမဲ့ရှင်ခုံစရာတော့ကောင်းပါတယ်ကြီးမားတဲ့ပွဲကြီးမားတဲ့ဆင်မြင့်ထက်မှာတွားရောက်ပြီးတော့ဆွမ်းဆောင်ရည်ပြဖို့ကြိုးစားမှာပါကျွန်တော်တို့ရဲ့စိတ်ခံစားမှုတွေကိုဘေးဖယ်ထားလိုက်ပြီးတော့ကိုလုံးနိုင်သလောက်အကောင်းဆုံးကစားဖို့စူးစမ်းဖို့လိုပါတယ်ဆိုပြီးတော့အာနိုးကပြောဆိုခဲ့ပါတယ် လေဗာပူးတင်ကအားလို့ရှိခဲ့တဲ့ပေးခဲ့တဲ့ရာသီကတော့ပရီးမီယာလိချန်ပီယံဖြစ်ခဲ့ပေမဲ့ဒီရာသီမှာတော့အခြေအနေသိမ့်မကောင်းလာပါဘူး။စနေနေ့ကအက်စတွန်ဗီလာကိုအနိုင်ရခဲ့တဲ့ပွဲမတိုင်ခင်မှာလေဗာပူးတင်ကလေးဝဲစတိုင်ရှုံးနေခဲ့ပြီးတော့အာဆင်နယ်နဲ့ခုနှစ်မှတ်အထိကိုဖျက်တောက်ခဲ့ပါတယ်။ဒါပေမဲ့လည်းအာနိုကတော့လီဗာပူးအသင်းဟာရှယ်ဆိုင်ဖို့ခက်ခဲတဲ့အသင်းတစ်သင်းဖြစ်နေသေးပဲလို့ပြောဆိုခဲ့ပါဗျ။ ေးကြတာကတော့ NFI ရဲ့ကြိုးစုံမှုနဲ့အငွေအသက်ကဟာအထောက်အကူဖြစ်စေပါလိမ့်မယ်။ဒါပေမဲ့ကျွန်တော်တို့ကတော့ဘလုံးကစားတာကပိုရေးကြီးပါတယ်။ကျွန်တော်အသင်းဖော်ရင်းနဲ့အတူကစားခဲ့ဘူးပြီးတော့နီးပြအောင်မှလည်းကစားခဲ့ဘူးလို့သူတို့ကဘလောက်အင်အားကြီးတဲ့အသင်းလဲဆိုတာကျွန်တော်သိပါတယ်။မကြသေးခင်ကရလဒ်တီမကောင်းခဲ့ပေမဲ့သူတို့ဟာထိတန်းအသင်းတစ်သင်းအဖြစ်ကိုရှိနေသေးပါပဲ။ဒီပွဲကလွယ်ကူတဲ့ပွဲဖြစ်မယ်လို့ဒီအသင်းကဘယ်သူမှထင်မှားပါဘူး။ ဘလိုပုံစံမျိုးတွေပဲကျွန်တော်တို့ကြိုးစားပါစေဒါဟာပရိသတ်ရဲ့ဆုံးဖြတ်ချက်ပါပဲကျွန်တော်အမြဲတမ်းဒီအသိန်းကိုချက်နေမှာပါအသင်းရဲ့ပြည်သက်တရားအဖြစ်ရှိနေမှာဖြစ်ပြီးတော့ကျွန်တော်ကိုခွင့်ပြုပေးခဲ့တဲ့အတွက်နဲ့အတူတူအောင်မြင်ခဲ့တဲ့အရာတွေအတွက်ကျေးဇူးတင်နေမှာဖြစ်ပါတယ် အလိုပဲဖြစ်ဖြစ်လဘာဘူးအပေါ်ကျွန်တော်ရဲ့ခံစားချက်တွေကပြောင်းလဲမှာမဟုတ်ပါဘူးကျွန်တော်ဘဝမှာတသက်တာလုံးအတွက်အမတ်တရားတွေရှိနေမှာပါဘလိုမျိုးပဲကြိုးစိုးခံရပါစေဒါကပြောင်းလဲမှာမဟုတ်ပါဘူးဆိုပြီးတော့အာနိုးကပြောခဲ့ပါတယ်ဆက်လက်ပြီးတော့လည်းအာနိုးကသူ့အနေနဲ့လဘာဘူးဘက်ကိုဂိုးသွင်းနိုင်ခဲ့ရင်အောင်ပွဲခံမှာမဟုတ်ဘူးဆိုပြီးတော့လည်းပြောဆိုကြေညာပေးသွားခဲ့ပါတယ် ကျွန်တော်အဲဒီလောက်ထိချိုးတွေးမထားပါဘူးဒါပေမဲ့ကျွန်တော်ကိုသွင်းခဲ့ရင်အောင်ပွဲခံမှာမဟုတ်ပါဘူးအဝေးအသင်းရဲ့အဝတ်လေးခန်းထဲကိုဝင်ပြီးတော့ကွင်းရဲ့တစ်ဖက်ချမ်းမှာလေးချိန်ခန်းလောရတာကျွန်တော်အတွက်အနှင်းငယ်တော့ကွာချားပါလိမ့်မယ်ဒါပေမဲ့ဒါရီကပွဲရဲ့အစီအပိုင်းနေပါပဲဆိုပြီးတော့အာနုကပြောဆိုသွားခဲ့တာဖြစ်ပါတယ်ဗီဒီယိုလေးအဆုံးထိလိုက်ပါပြီးတော့ကြည့်ရှုပေးတဲ့အတွက်လည်းအားလုံးကိုကျေးဇူးများရင်တင်ပါတယ်ရှင်